နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းခေါ်ကင်အရီဟာဒေါန်ဆန်းစုကြည်အသက်80ပြည့်အကျိုးစီယုံရေးလှုပ်ရှားဖို့အမေရိကန်ပြည်ထောင်စုကိုပြီးခဲ့တဲ့ရက်ပိုင်းကရောက်ရှိလာပါတယ်။သူ့အမေရိကန်ခီးစဉ်ဟာဒေါန်ဆန်းစုကြည်နဲ့အတူမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအမြန်ဆုံးလွတ်မြောက်ဖို့ မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့နိုင်ငံရေးအခက်အခဲတွေကိုနိုင်ငံတကာနဲ့အမေရိကန်အစိုးရတို့သိစေဖို့နဲ့စစ်ကောင်စီကပြည်သူတွေအပေါ်တရားလက်လွတ်ကျူးလွန်နေတာတွေကြောင့်စစ်ဘေးဒုက္ခသည်တွေအတွက်လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတာတွေကိုနိုင်ငံတကာကအကူအညီပေးနိုင်ဖို့ရည်ရွယ်တာပါ။ Kim ဟာမတ်လ15ရက်နေ့မှာအမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့မြန်မာမိသားစုတွေနဲ့မွန်းလွဲတနအီကနေ၄နာရီအထိတွေ့ဆုံကြပါတယ်။ အိပ်ပွဲမှာကင်မြက်ဓာတ်ပုံကိုပြည်ရင်းကပကြီးပညာရှင်တယောက်ပြန်ဆွဲထားတဲ့ရေစေးပကြီးကိုလေလံတင်ဖို့ရှိရလို့လဲနယူးယောက်မြန်မာကွန်မြူနတီ NYCBC ရဲ့ဦးဆောင်သူဦးနေတင်မြင့်ကပြောပါတယ်။နယူးယောက်မှာကျင်းပတဲ့ပွဲလေးမှာအမတ်တရားအနေနဲ့ပေါ့လေဒေါ်ဆန်းစုရဲ့တာကင်ရဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့လေလံတင်ဖို့အခမ်းအနားလည်းရှိပါတယ်။အဲ့လိုလေလံတင်ပြီးတော့ကျွန်တော်တို့ရရှိအမြတ်ငွေကို တင်ကပြီးစစ်သေးဆောင်ရင်အတွက်ပေါ့လေသူမှ project ရှိပါတယ်အဲ့အတွက်သူကအားလုံးကိုသူကပြန်လည်လှူဒါန်းပြီးတော့မှဖြစ်ပါတယ်ဒီဝဲကိုမြမအရေးကျွမ်းကျင်သူစီးပွားရေးပညာရှင်ပေါမောခရှောင်းတာနဲ့တမ်မကြီးဦးကျော်မိုးထွန်းနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးနော်ဆူဇန်နာလှလှဆူတို့တက်ရောက်ဆွေးနွေးခဲ့ပါတယ်။နော်ဆူဇန်နာလှလှဆူပြောတာကတော့ ND ကလည်းနိုင်ငံခေါင်းဆောင်ဖြစ်တယ်။နောက်ဘလော့ကဘာမှလည်းထင်ရှားတဲ့ခေါင်းဆောင်သူဖြစ်တယ်။ အဲ့တော့အော်မလူလားအကျဲခန်းစီမှုချုပ်နိုင်မှုတွေပါဘယ်အနေထားမှာမဖြစ်သင့်အဲ့အကြောင်းဘလို့ခင်ကလည်းပဲလူမျိုးဖို့ဥဆောင်နေတဲ့ကမ်ပိန်းမှာကျွန်မကထောက်ခံပြီးရောပေါ့နော် ဒီ campaign ကိုအောင်မြင်အောင်လုပ်သွားမှာဖြစ်ပါတယ်လို့နောက်ပြီးတော့ကျွန်တော်တို့ဝင်ကြီးဌာနကပြုလုပ်ထားတဲ့ aid တွေเนาะစကြကားလေးတွေအဲ့ဒါလေးတွေကိုလည်းရံပုံတွေဖြစ်အဲရောင်းချဖို့ရှိပါတယ်အခုကလည်း funding cards တွေကအရန်ဖြစ်တော့လေကျွန်တော်တို့ဒီဝင်ကြီးဌာနကလည်းပတ်ဖို့အတွက်ပေါ့เนาะအဲ့ဒီရံပုံတွေတွေကိုလည်းဒီမြန်မာမိသားစုတွေရဲ့အားပေးမှုနဲ့ညှင့်တင်မှာဖြစ်ပါတယ်လာမယ့် match လ22ရက်နေ့မှာလေ Maryland ပြည်နယ်မှာ Maryland, Virginia, Washington DC ကမြန်မာမိသားစုတွေနဲ့ Kim တို့တွေ့ဆုံပွဲရှိပါတယ်။စစ်ဘေးဒုက္ခသည်တွေရေတန့်ရရှိဖို့ Kim ကဦးစားပေးနေတယ်လို့ Maryland ပွဲကိုစီစဉ်တဲ့ဥယင်ထွေးကပြောပါတယ်။အဲဒီရက်ကကိုဗမာပြည်မှာရှိတဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက်ရေတန့်ရရှိရတော့ဦးစားပေးတယ်။နောက်တစ်ခုကသူကသူ့ရဲ့ အမေရဲ့ညစ်စင်မြောက်မွေးမြေကမ်ပိန်းအတွက်လည်းဒီမှာရှိတဲ့အမမိသားစုတွေလောင်းတွေ့ဆုံမှာဖြစ်တဲ့ပွဲမစားခင်မှာတော့စားတော့လေးစားရအောင်ပဲပေါ့နော်။ရတဲ့ပတ်စံအားလုံးကလည်းကဲပွဲအတွက်ဆိုပြီးတော့အားလုံးအိတ်တုံဖာမလုပ်ကြတဲ့ပွဲလေးပါ။မတ်လ14ရက်နေ့ကလည်းကမ်ဟာကုလသမဂ္ဂဆိုင်ရာမြန်မာတန်ယုံကိုတွားရောက်ပြီးတန်မကြီးဦးကျော်မိုးထွန်းနဲ့တွေ့ဆုံခဲ့ပါတယ်။တန်မကြီးတို့ဒေါန်ဆန်းစုကြည်နှစ်80ပြည့်မွေးနေ့အမှတ်တရထုတ်တဲ့ပြက်ကြိန်ကိုလက်ဆောင်ပေးခဲ့ပြီး မြမအရေးဆွေးနွေးခဲ့ကြတယ်လို့ကင်ကသူ့ရဲ့လူမှုကွန်ရက်မှာတင်ထားပါဗျ။ဒါ့အပြင်ကင်ဟာတနေ့ထဲမှာပဲကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်ကနေဒါတန်အမတ်နဲ့လည်းတွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါဗျ။ဒီတွေ့ဆုံဆွေးနွေးပွဲတွေကကျင်းနဲ့အားရစရာကောင်းတယ်လို့ကင်ကရေးသားထားပါဗျရှင်။